မြစ်တလွင် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာယာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ဒေးစုံမှာတိုက်လို့အမိရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်နေဖြစ်ပါတယ်ခင်ဗျာ ဖျီးတဲ့တွေအဖြစ်တင်ဆောင်လာတဲ့ highlight ကတစီကဖျားကြီးလမ်းဆောင်ကနေဟွန်းတန်ပေးပြီးခါကြံကြံမောင်းနေသွားတာကြောင့်လမ်းဖြတ်ကူဖို့လုပ်နေတဲ့အောင်မြတ်တာတို့ဆရာတပည့်တွေနောက်ကိုဆုတ်လိုက်ကြတယ်။ဒီကောင်ကကားမောင်းပြိုင်နေတယ်ထင်နေလားမသိပါဘူး။မောင်းကောင်းအောင်မောင်းထွက်သွားတဲ့ကားကိုကြည်ကပြောလိုက်တဲ့အချိန်ကားခေါမပေါ်မှာရေရေတောက်နေတဲ့အနီရောင်အဝတ်ကိုဝစ်ဆင်ထားတဲ့လူတယောက်မတ်တက်ရက်ပြီးစီးသွားတာကိုမြင်လိုက်ရတယ်။ခေါမောင်းပေါ်မှာမတ်တက်ရက်ပြီးစီးရရလို့ကြောက်ကြမှာဖြင့်ဒုက္ခရောက်နေပါအောင်မယ်။ ဟုတ်ပါခုံးလာရဲ့ဒီဘက်ကလူတွေများအတောက်လောက်မရှိကြဘူး။မောင်ကောင်းတဲ့ခုံးလာတဲ့စကားကြောင့်အောင်မြတ်တာလှမ်းကြည့်လိုက်တဲ့အချိန်ဒေးဆုံမောင်သွားကြ။ဒေးဆုံမောင်သွားကြ။ဆိုတဲ့အတောင်ထင်ထင်ရှားရှားကြားလိုက်ရတယ်။အောင်မြတ်တာလည်းထူးဆန်းတဲ့အတန်ကြောင့်ကားလမ်းဖြတ်ကူးဖို့လုံနေရနေ။ချက်ချင်းဆိုသလိုရက်လိုက်ပြီးလူအများရက်နေကြတဲ့ကားကြီးဘက်ကိုခြေဦးလှည့်လိုက်တယ်။ဆရာကားလမ်းမဖြတ်တော့ဘူးလား။ဟုတ်တယ်မောင်ကောင်။ငါတို့ခီးစဉ်ကဒေးဆုံမောင်တောင်းသွားဖို့ဖြစ်သွားပြီ။ ဒေးဆိုမှတောင်းဟုတ်လားကျွန်တော်လဲကြားဝူတာတော့ကြားပြီဒါပေမဲ့တခါမှတော့မရောက်ဘူးဒါဖြင့်မကြခင်ရောက်တော့မှာပေါ့ဟောဟိုမှာကားတစ်စီးတော့လာနေပြီအောင်မြတ်သားခီးတဲ့ရီတင်လာတဲ့ကားတစ်စီးကိုတားပြီးတပည့်ရင်နဲ့အတူဒေးဆိုမှတောင်းရှိတဲ့ဘက်ကိုလိုက်ပါလာခဲ့ကြတယ်45မိနစ်လောက်ကြာမှာတော့ဝမ်ဘဲအင်းဆိုတဲ့ရွာကိုရောက်လာခဲ့ပြီးဝမ်ဘဲအင်းကနေတဆင့်ဆက်သွားခဲ့ရာညနေဆောင်အချိန်မှာတော့တောရိပ်တောင်ရိပ်တွေဖုံးလွှမ်းနေတဲ့ဒေးဆိုမှတောင်းကိုရောက်လာခဲ့ကြတယ်တောင်ချေကိုရောက်တာနဲ့ဆရာတပည့်တွေ တတလွတ်ထမင်းရောင်းတဲ့ဆိုင်မှာခိတ္တအနာယူနေတဲ့အချိန်မလမကမ်းမှာရှိတဲ့ဂုံးကမူလေးပေါ်မှာစောင်းရောက်ထိုင်ပြီးသူတို့ကိုပြုံးဖြည့်တဲ့မျက်နှာထားနဲ့ကြည့်နေတဲ့အနီယာဝတ်ဆောင်ဝတ်ထားတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အကိုဟိုမှာအိုမှာထိုင်နေတဲ့လူကကားပေါ်မှာမတက်ရက်လိုက်သွားတဲ့သူမလား။ရုပ်ကိုယ်တော့တေချာမမတ်မိပေမဲ့ဝတ်ထားတဲ့အဝတ်ကအနီယာကိုတော့မှတ်မိနေတယ်။မောင်ကောင်းတဲ့ခွန်လာတို့နဲ့ရောက်တာတီတိုပြောနေတဲ့အချိန်အောင်မြတ်တာမတက်ထားရလိုက်ပြီး ဒီပုပ်ကငါတို့ကိုစောင့်နေတာထင်တယ်။အဲ့လိုပြောကကမူရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဖျားဘူးတွေနဲ့ရှုပ်ထွေးနေတဲ့ဇောင်းတန်းတစ်ခုအရှိရောက်မှာတော့အဝဲအနီရောင်ဝတ်ထားတဲ့သူကတော်လန်တစ်ခုကိုလက်ညှိုးညွန်ပြပြီးဖြတ်ခနဲပြောက်ွယ်သွားတာကြောင့်အောင်မြတ်တာကအနောက်ကိုပြန်လှည့်ကဒီကောင်ကငါတို့ကိုတော်လန်ကနေတောင်ပေါ်သွားစေချင်နေတာထင်တယ်။ဆရာ၊ तू ကဘာတူလဲ။ငါလည်းအတိအကျတော့မပြောတတ်ဘူး။တောင်ပေါ်ရောက်ရင်တော့တေချာသိရမှာပါ။ အောင်မြတ်သားလည်းမောင်စပြောနေတဲ့ရာသီဥတုကိုအန်တုပြီးတော်လန်လေးအတိုင်းခရီးဆက်ခဲ့ကြတယ်။နိုင်ဝက်လောက်သွားပြီးတဲ့အချိန်မှာတော့အလင်းရောင်မရှိတော့ပဲအမောင်ရိတ်တွေကြီးစိုးလာတာကြောင့်တစ်ပင်တစ်ကိုင်းတွေကြားထဲကနေကြာနေတဲ့လာရောင်ကိုအားပြုကခရီးဆက်နေတဲ့အချိန်အနီရောင်အစင်းပါတဲ့လုံကြီးကိုဝစ်စင်လာတဲ့လူနေရောက်တော်လန်မြက်ွယ်ခွေးကနေရုပ်ကြီးပေါ်လာခဲ့တယ်။အဆိုပါလူနှစ်ယောက်ကအောင်မြတ်သားကိုမြင်တော့လက်မကင်ထားတဲ့မီးတို့နဲ့ချောင်းကိုကမ်းပေးလိုက်ပြီးအရှိရောက်ရင်ညာဘက်လမ်းကျိုးကိုဝင်ပါဘယ်ဘက်ကိုမဝင်ပါနဲ့ အဲ့လိုခပ်ပြက်ပြက်ပြောလိုက်ကလာရလန်းအတိုင်းပြန်ထွက်သွားခဲ့ကြတယ်။အောင်မြတ်သားကိုလည်းတခါမှမမြင်ဘူးတဲ့လူတွေလာပေးတဲ့မိတော့ကိုမိညိပြီးခရီးဆက်လာခဲ့ရနိုင်ဝက်တော့အကြမှာတော့တသွင်းနေစီးကြနေတဲ့ရေတံတွေကိုကြားလိုက်ရတယ်။ဆရာရှေ့မှာလမ်းကြောင်းတစ်ခုရှိနေတယ်။ညာဘက်ကိုပဲရွေးရမလား။တို့ပြောတဲ့အတိုင်းပဲသွားလိုက်ပါ။မင်းတို့လည်းရှေ့နားရောက်ရင်ခဏနားလိုက်ကြအောင်။မောင်ကောင်းတို့လည်းညာဘက်မှာရှိတဲ့လမ်းကြောင်းတွေကိုဝင်သွားခဲ့ရ၅မိနစ်လောက်အကြမှာတော့ကြည်လင်တန့်ရှင်းတဲ့ရေတွေစီးဆင်းနေတဲ့စမ်းကြောင်းတစ်ခုကိုမြင်တွေ့လိုက်ရတယ်။ ။စမ်းကြောင်းရဲ့ဘေးမှာတော့မီးဖိုတစ်ခုဖော်ထားပြီးမီးဖိုဘေးမှာတော့အနီရောင်ဝတ်ဝစ်ဆင်ထားတဲ့လူတယောက်ငုတ်တုတ်ထိုင်နေခဲ့တယ်။ဆရာဟိုလူကတောင်ချီမှာမြင်ရတဲ့သူမလား။သူကငါတို့ကိုစောင့်နေတာထင်တယ်။အောင်မြတ်သားလည်းမိဘုံဘေးမှာထိုင်နေတဲ့လူစီလမ်းလျှောက်သွားတဲ့အချိန်မလန်မကန်းကနေတောဆင်ရိုင်အော်တန်တွေထွက်ပေါ်လာခဲ့တယ်။ထင်နာတာထပ်ပေါ်ပြီးစောစောရောက်လာတာပဲ။လာကြလာကြ။အနီရောင်ဝဲဝစ်ဆင်ထားတဲ့လူရဲ့ဖော်ရွေတဲ့စကားကြောင့်အောင်မြတ်သားတို့လည်းမိဘုံဘေးမှာဝင်ထိုင်လိုက်ပြီး ဒီနာကတောစင်ရိုင်းနဲ့အုပ်စုဖွဲ့သွားလာနေတာလားဟုတ်တယ်ဗျဒါကြောင့်ညာဘက်လမ်းကိုရွေးဖို့ပြောခိုင်းလိုက်တာခမရဘာတူလဲကျုပ်တို့ကိုဘာကြောင့်လမ်းညွန်ပေးရတာလဲကျုပ်ကဒေးဆုမာတောင်းဝန်လာတဲ့ဖျားဘူးတွေကိုကူညီပေးရတဲ့သူပါ နမရမောင်ဖိုးနီလို့ခေါ်တယ်ကျုပ်တို့ဒီလိုလာဖို့လမ်းညွန်ရတဲ့အကြောင်းရင်းကဘာများလဲမကြခင်သိရမှာပါအခုတော့ဆင်မတီချောင်းပေးမှနားလိုက်ပါဦး မောင်ဖိုးနီယာပြောင်းရွှေ့နေတဲ့နေထားနဲ့ပြောပြီးဘေးမှာခြားထားတဲ့ချင်းနောင်တွေကနေမဲ့ဝင်းနေတဲ့ရွှေငပြောသည့်တဖီကိုထောက်ယူကာကမ်းပေးလိုက်တယ်။စားပါဗျ။ဇရာတို့ကိုကြွေးချင်လို့လို့ကြောက်ကိုယ်တိုင်ခူးရတာလေးပါ။မောင်ဖိုးနီစကားကြောင့်အောင်မြတ်တာကိုလည်းငပြောသည့်တလုံးစီယူလိုက်ပြီးစိတ်ကျဉ်တာကိုစားလိုက်ကြတယ်။ဇရာတို့ဖျားကြီးလမ်းဆုံးမှာရှိနေတော့ကကြောက်ကိုမြင်လိုက်တယ်မလား။ကြောက်တို့မြင်လိုက်ပါတယ်။အဲ့ဒီချိန်ကျုပ်နားထဲမှာကြားရတဲ့အတန်ကလည်းတင့်အတန်လားဟုတ်ပါတယ်ဆရာကျုပ်အတန်ပါ ဘာကြောင့်ကျုပ်တို့ဒဲဆိုမာကိုလာစေချင်ရလဲအမှန်တိုင်းပြောရရင်တော့ဆရာတို့ရဲ့အကူအညီရယူလိုတာကြောင့်ဒီကိုခေါ်လာခဲ့တာပါဘလို့ကျုပ်တို့အကူအညီလိုတယ်ဟုတ်လားဒီမှာဘာကိစ္စတွေဖြစ်နေလို့လဲကျုပ်တို့နေတဲ့ဒဲဆိုမာတောင်မှာကြောက်ထီးစီဒီဆိုတာရှိပါတယ်စီဒီရဲ့အောက်ခြေမှာတော့တိုင်တန်းရှင်နေနေတဲ့ဗိမာန်တစ်ခုလည်းရှိနေပါတယ်အဲ့ဒီတိုင်တန်းကိုအလွန်အစွမ်းထက်တဲ့တိုက်ဆရာနေအောင်လာတူးကြမယ်ဆိုတဲ့တည်ရင်လည်းရတာလို့ ဆရာတို့ကိုအကူအညီလာတောင်းရခြင်းဖြစ်ပါတယ်။အခုရောတိုက်ဆရာတွေရောက်နေကြပြီလား။ရောက်မရောက်တော့မပြောတတ်ဘူးဆရာ။အခုထိတော့တိုက်နန်းပရဝန်ထဲကိုမရောက်လာသေးဘူး။သူတို့ကတိုက်နန်းထဲကဘယ်ရောက်တူးမလို့လဲ။ကြောက်သေးစီဒီအောက်ချိန်မှာရှိတဲ့တိုက်နန်းထဲမှာမသေးသေးရှိရဆရာ။ကြောက်အထင်တော့တိုက်ဆရာနှစ်ယောက်ကမသေးသေးကိုယူဖို့လာကြမယ်ထင်တယ်။ဟွန်းလူတွေရဲ့လောဘကလည်းအတော်ကြောက်ဖို့ကောင်းပါလား။ ကျုပ်တို့မှလည်းသူစည်းကိုစည်းဆိုတာရှိလို့သူတို့မရောက်ခင်ကာလမှာကြိုတင်လှူထားတင်တာတွေလှူထားရတော့မှာပေါ့ဆရာတို့ဘလို့ဖြစ်ချင်လဲဆိုတာကျုပ်ကိုပြောပြပါနိုင်တယ်လောက်ကူညီပေးပါမယ်ကျုပ်တို့အခုကြောက်သေးစီတွေကိုတွားကျင်တယ်ဘလို့တွားရမလဲဆိုတာလမ်းညွှန်ပေးပါစင်မတေချောင်းကနေတက်တက်တက်သွားရင်ကြောက်သေးစီတွေကိုရောက်မယ်ဆရာလမ်းမှာလည်းဆရာတို့လမ်းပြပေးမဲ့သူတွေစောင့်နေပါလိမ့်မယ်ကောင်းပါပြီဒါဖြင့်ကျုပ်တို့ခွင့်ပြုပါဦး အောင်မြတ်သာမောင်ဖိုးနီကိုနှုတ်ဆက်ပြီးစင်မသေးချောင်းရဲ့အပေါ်ဘက်ကိုတက်လာခဲ့ကြတယ်။ကြောက်တုံးကြောက်ခဲတွေထူထပ်လာတဲ့စင်မသေးချောင်းအထက်ဘက်အရောက်မှာတော့ရေပြင်ကိုတခုခုနဲ့ရိုက်ခတ်နေတဲ့အတန်းကိုကျယ်လောင်စွာကြားလိုက်ရတယ်။ဆရာရေကိုတခုခုနဲ့ရိုက်နေတယ်လို့ပဲ။ဟုတ်တယ်ငါလည်းကြားနေရတယ်။မီးတို့ကိုခက်မြင့်မြင့်မြောက်ကြည့်သား။အောင်မြတ်သာစကားကြောင့်မောင်ကောင်းကကြောက်တုံးတစ်ခုပေါ်တက်ပြီးမီးတို့ကိုမြောက်ကြည့်လိုက်ရရင်ကြီးရွယ်အထက်ထက်တက်နေတဲ့ကြောက်တုံးပေါ်မှာ ပြောင်ပြောင်လဲလဲအခြေကုန်နဲ့အပြည့်ပါတဲ့အမီးတစ်ခုကရေပြင်ကိုတပွားမွရိုက်ပြီးစော့ကစားနေတာမြင်လိုက်ရတယ်။အမလီလေးနဲတဲ့ကောင်ကြီးမဟုတ်ပါလား။မောင်ကောင်ဘာမြင်လို့လဲ။ငကားနှစ်ကောင်ရေစော့နေတာဆရာ။အမီးဖျားတော့အုံးမိန်လောက်လောက်ရှိတယ်ဆရာ။တို့ဘာသာစော့နေပါစေ။ငါတို့ရံမမှုရဘာမှမလုပ်နဲ့။အောင်မြတ်တာတို့လည်းငကားနှစ်ကောင်ကိုမြစ်တာပို့ပြီးအထက်ဘက်ကိုဆက်တက်လာတဲ့အချိန်ရေရိုက်တန်ကရုတ်ချီညင်တက်သွားခဲ့တယ်။ဆရာခုနကငကားနှစ်ကောင်မရှိတော့ဘူး။ လူလာလို့ထွက်ပြေးသွားကြတာထင်တယ်။သူတို့အအောင်စိုက်မနေနဲ့ကိုလန်းခီကိုကယူစိုက်ကြ။အောင်မေတ္တာစကားအဆုံးမှာပဲတိတ်ကိုင်းမော်ကနေရှော့ကနေထိုးဆင်းလာတဲ့ရှင်မြမြအရာတစ်ခုကိုမြင်လိုက်ရတယ်။အယောင်တက်လက်လက်ထနေတဲ့မျက်လုံးနှလုံးကပတ်တက်များလို့ရဲရဲနေနေပြီးနှာခေါင်းထဲကနေအခုငွေတွေထွက်နေတဲ့နဂါးနှစ်ကောင်ကအောင်မေတ္တာတို့တောင်းရကိုရန်လိုတဲ့အမှုအရာနဲ့စိုက်ကြည့်နေခဲ့ကြတယ်။ကျုပ်တို့ကတင်းတို့ရန်ပြုမဲ့သူတွေမဟုတ်ပါဘူး။ကိုလန်းကိုသွားကြပါအောင်မြတ်တာလေတန်အေးအေးနဲ့ပြောနေပေမဲ့ နဂါးနှကောင်ကရန်လိုတဲ့ဟန်ကိုမလျှော့ဘဲအခုံးငွေတွေမှုတ်ထုတ်ကပပင်းကိုဖျက်လိုက်တဲ့အချိန်ဒေါ်လာနဲ့ကနေတောင်မွေးကိုတတောက်တောက်ခောက်ပြီးဈေးညံလျှောက်လာတဲ့ဆရာတော်တစ်ပါးကိုဖူးမြင်လိုက်ရတယ်။နဂါးနှကောင်ကဆရာတော်ကိုမြင်တော့ရန်လိုတဲ့အမူအရာကနေနူးညံ့ပြော့ပြောင်းတဲ့အသွင်ကိုကူးပြောင်းသွားခဲ့တယ်။အတင်တော့ကမိတ်ဆွေတွေကိုရန်သူထင်နေကြတာကိုကဲကဲကိုဋ္ဌာနီကိုပြန်ကြစမ်းဆရာတော်ရဲ့စကားသံအဆုံးမှာနဂါးနှကောင်ကရေထဲကိုဝုံဝင်နေခုန်ဆင်းသွားပြီးစင်မတေချောင်းအောက်ဘက်ကိုထွက်သွားခဲ့ကြတယ်။ နဂါးနဲ့ကောင်ထွက်သွားတဲ့နောက်မှာတော့ဆရာတော်ကအောင်မက်တာတို့ကိုကြည့်ပြီးတကာလေးတို့ကဘယ်သွားကြမလို့တော့တပည့်တော်တို့ကကြောက်သေးစီတွေကိုသွားမလို့ပါဗျာတာတုတာတုတာတုဘေးအန်ရဲ့ကင်းရှင်းပါစေလို့ဖုန်ကြီးဆုတောင်းပေးပါတယ်ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာမယုံမသေးဆရာတော်ရဲ့ဘွဲတော်လေးတီးခွင့်ရနိုင်မလားဗျာရွှေစီဒီဆရာတော်လို့ပဲမှတ်ထားပါတကားကြီးတင်ပါဗျာ တပည့်တော်လည်းတာသနာပြုလုပ်ငန်းတွေဒီထက်ပိုထားရောက်နိုင်ပါစေဗျာ။အောင်မြတ်တာတို့လည်းရွှေစည်ဒီဆရာတော်ကိုကြတော့ပြီးကြောက်သီးစည်ဒီဘက်ကိုထွက်လာခဲ့ကြတယ်။ညကတဖြည်းဖြည်းနဲ့တတနဲ့လာတာနဲ့အမျှမိစာလည်းကုံတလောက်ဖြစ်နေပြီးမို့အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးပြီးတညတာနားဖို့ဆုံးဖြတ်ခဲ့ကြတယ်။တဖြည်းဖြည်းတောက်လောင်နေတဲ့မိဖို့ရဲ့အချိန်ကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုကောင်းစွာမြင်နေခဲ့တယ်လို့တောတောင်အတွင်းမှာထွက်ပေါ်လာတဲ့အကောင်ငယ်လေးတွေရဲ့အတန်တွေကိုလည်းတခါတရံကြားနေခဲ့ရတယ်။အောင်မြတ်တာကတော့မိဘုံဘေးမှာငြိမ်သက်စွာထိုင်ပြီး တရားရှုမှတ်နေတယ်လို့မောင်ကောင်းတဲ့ခွန်လာတို့ကလည်းအမောင်တို့တွေကိုစူးရှတဲ့မျက်လုံးတွေနဲ့အကဲခတ်နေကြကြတယ်။ထို့စဉ်တစ်ကိုင်းချောက်တွေနေတဲ့အတန်းအမီးရိုက်တန်ကြောင့်တတိရှိနေတဲ့ခွန်လာကမီးပုံတွေကမီးစာတစကိုဆွဲယူလိုက်ပြီးအတန်ကြားတဲ့ဘက်ကိုဝေယံကြည့်လိုက်ရာအဝါနဲ့အမဲတကက်စီပါတဲ့ကြားတကောင်ကိုစီးပြီးသူတို့စီကိုလာနေတဲ့ပုံကိုတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါပုံကအောင်မြတ်တာတို့ကိုလှည့်ပတ်ကြည့်ရှုပြီးလက်ထဲကင်ထားတဲ့တာမီးရက်ကိုတဖြက်ဖြက်ခတ်ကတော်ရဲကိုပြန်ဝင်သွားခဲ့တယ်။ ခဏနေတော့တရားထိုင်နေတဲ့အောင်မြတ်သားရဲ့မျက်လုံးနဲ့ပွင့်လာပြီးခဏတောင်ပိုင်းဖိုးလာသွားတယ်မလားကြားစီပြီးတော့လူတယောက်လာသွားတယ်ဆရာအဲ့ဒါတောင်ပိုင်းဖိုးလားဟုတ်တယ်မောင်ကောင်းသူပိုင်တဲ့နယ်မြေမှာငါတို့ရံဖြူခဲ့တဲ့ငကားမောင်နှံအတွက်တောင်းမှန်တဲ့အကြောင်းလာပြောခဲ့တာမသိပါဘူးဗျာကျွန်တော်ကတော့အနေပြုမဲ့သူထင်ပြီးတတိထားနေတာကဲကဲမင်းတို့လည်းခရီးပန်းနေကြပြီဆိုတော့ခဏနားလိုက်ပါအောင်အာယုံတက်တာနဲ့ပြန်ထွက်ကြတာပေါ့ အောင်မေတ္တာစကားကြောင့်မောင်ကောင်းတို့လည်းလွယ်အိတ်ကိုကောင်းအောင်ပြီးလှဲချလိုက်ရာခန္ဓာလေးအတွင်အိပ်ပျော်သွားခဲ့တယ်။မောင်ကောင်းထဆန်းထဆန်းပကုံးကိုကင်လှုပ်နိုးတာကြောင့်မောင်ကောင်းအိမ်မုံစပွားနဲ့လန့်နိုးလာခဲ့တယ်။ဆရာဘာဖြစ်လို့လဲ။ဟိုမှာကြည့်လိုက်ဆန်းမောင်ကောင်းနဲ့ခုံးလာလဲအောင်မေတ္တာညွန်ပြတဲ့နေရာကိုကြည့်လိုက်ရာအောင်လင်းမီလုံးလုံးလင်းထိတ်နေတဲ့အလင်းနဲ့တစ်ခုကကောင်းငင်ဘော်ကိုထိုးတက်နေတာမြင်လိုက်ရတယ်။ဒါကတာမန်မီးလေးရောမဟုတ်ဘူးနော်ဆရာ။ အေးမင်းပြောတာမှန်တယ်မောင်ကောင်ဒီအလင်းရောင်ကကြောက်သေးစီဒီဘက်ကလာတာဆိုတော့မဟုတ်မှလွယ်ရောဖိုးနေပြောတဲ့သူတွေရောက်လာကြပြီထင်တယ်မဖြစ်နိုင်ဘူးနော်ဆရာသူတို့တွေရောက်ရင်ဒီဟာအဆောက်ရှောက်တွေကြိုသိနေရမှာပေါ့အရန်စွမ်းနဲ့တိုက်ဆရာတွေကသူတို့ကိုသူတို့တရားအားထုတ်တဲ့သူတွေလိုဟန်ဆောင်မိနေကြတာများတယ်မင်းတို့ငါတို့လိုမျိုးရောနှောပြီးသူတို့တူးမဲ့တိုက်အခြေအနေကိုအရင်လေ့လာကြတယ်တိုက်ဆောင်အချို့နဲ့အဆောက်ရှောက်တွေကအမှန်တကယ်တရားကျင့်ကြံသူတွေလိုထင်မှတ်တဲ့အချိန်မှာ သူတို့ရဲ့အကြံစီကိုစတင်အကောင်နဲ့ပေါ်ကြတာကွာဒါဆိုဒုက္ခတော့ရောက်ပြီထင်ပါတယ်မောင်ကောင်းကကမန်းကနားနဲ့ထပြီးတော့လွယ်အိကိုကောက်လွယ်လိုက်တဲ့အချိန်ဘေးမှာရှိနေတဲ့တစ်ပင်မောင်ကနေမောင်ဖိုးနေရုတ်ရက်ခုန်ဆင်းလာခဲ့တယ်ဆရာ တိုက်ဆောင်နေတော့ဒုက္ခရောက်ကုန်ပြီဗျဘလို့ဖြစ်တာလဲမောင်ဖိုးနေတိုက်ဆရာတွေကအတွင်းစီရောအပြင်စီကိုပါထိန်းချုပ်ထားကြပြီအတွင်းကလည်းအပြင်ကူမရအပြင်ကလည်းအတွင်းကိုကူမရနဲ့ဖြစ်နေကြတယ် ငါတို့လည်းဒီလောက်မြင်မြန်ဖြစ်သွားမယ်လို့မထင်ထားတာဖိုးနီအခုချက်ချင်းကြောက်တီးစီတွေကိုလမ်းပြပေးအောင်မေတ္တာဖိုးနီကိုပြောပြတာနဲ့ဒဲဆိုမှာတောင်ကျောင်းတစ်ချောင်းမှာရှိတဲ့ဆံရပိုင်ရပုံကိုယ်တွေကိုတိုင်တယ်ပြီးလမ်းခီးတစ်ချောင်းအနောက်အရှက်တစ်စုံတရာမရှိစေရန်ခွင့်ပန်ပြီးစားထွက်ခဲ့ကြတယ်လမ်းတစ်ချောင်းမှာတော့ကြောက်လန့်တကြပြေးလွှားနေတဲ့အဆောက်ငယ်လေးတွေကိုမြင်တွေ့ရပြီးတချို့နေရာတွေမှာတော့အပြင်စီးကနေလွတ်မြောက်လာတဲ့တိုင်နှန်းဆောင်မောင်းမှတချို့ငိုယိုနေတာကိုမြင်တွေ့ခဲ့ရတယ်ခြေလမ်းကျဲကြီးတွေနဲ့တဏှာရီလောက်ရှောက်လာပြီးချိန်မှာတော့ မြင်းကြီးပေါ်ကနေလူတစ်ပေါင်ခန့်မြင့်တက်နေတဲ့ရွှေညိုရောင်အလင်းနဲ့တစ်ခုကိုစတင်မြင်တွေ့ခဲ့တယ်။ဒါအပြင်စီးရဲ့အစပဲဖြစ်ရမယ်။ဟုတ်တယ်မလားမောင်ဖိုးနီ။ဟုတ်တယ်ဆရာ။တိုက်ဆရာတွေကအစွမ်းအတော်မြင့်လာကြအောင်သူတို့ချထားတဲ့စီးကတင်းတင်းရှရှပေါ်နေတာ။ဆရာကျွန်တော်စီးကိုဖြတ်ဖို့စူးစမ်းကြည့်မယ်။မောင်ကောင်ကစကြအင်းကိုလက်မှကပ်ပြီးအင်းနှုံးကာတာရွတ်လိုက်တဲ့ဆိုရင်ပဲလက်နှစ်ဖက်ကနေတဝီဝီလည်နေတဲ့စကြတလက်ပေါ်လာခဲ့တယ်။ချာရဟတ်လို့တဝီဝီလည်နေတဲ့အင်းစကြကို ပက်စီယာတွေချထားတဲ့စီးအပြင်နဲ့ထိလိုက်တဲ့အချိန်ထန်းဆိုတဲ့အတန်တစ်ခုပေါ်ထွက်လာပြီးမောင်ကောင်းရဲ့ခန္ဓာကိုယ်ကအနောက်ကိုလွတ်ထွက်သွားခဲ့တယ်။အကိုဘာဖြစ်သွားသေးလဲ။အာဘာမှမဖြစ်ဘူးရတယ်ရတယ်။မောင်ကောင်းကတစားစီဆုပ်ပြဲသွားတဲ့စကြာအင်းကိုလက်နဲ့ခါထုတ်ရင်းတို့စီကအယံကိုခိုင်းမှလုံးနေစရာဖိုးနီပြောသလိုတို့ပညာအတော်မြင့်မားတာပဲ။အဲ့လိုပြောကအောင်မြတ်တာနာကိုတိုးကပ်လာခဲ့တယ်။မဟုတ်မှလွဲရောတိုက်စရာတွေကအသေးစီးကိုတုံးတာဖြစ်နိုင်တယ်။ အသေးစီးဆိုတာဘာကိုပြောရလဲဆရာစီးချတဲ့အခါမှာအရှင်စီးအသေးစီးဆိုပြီးနှမျိုးတုံးလို့ရတယ်အရှင်စီးဆိုတာစီးအပြင်မှာရှိတဲ့တက်ရှိလူသားတယောက်ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ထားတဲ့စီးကိုခေါ်တယ်အသေးစီးဆိုတာကအပြင်မှာရှိတဲ့ဘလို့တက်ရှိကမှဝင်လို့မရအောင်ပြုလုပ်ထားတဲ့စီးပဲအသေးစီးရဲ့အားနည်းချက်ကအတွင်းရလူအပြင်ကိုထွက်တာနဲ့စီးပေါက်ပြီးအခုတိုက်ဆရာတွေကအတွေ့အကြုံရောပညာပိုင်းမှာပါအဆင့်တစ်ခုကိုရောက်နေတဲ့သူတွေဖြစ်လို့အသေးစီးကိုဘယ်တော့မှဖောက်ဖျက်မိမှာမဟုတ်ဘူး ဒါဆိုတိုင်တန်းရှင်တွေကသူတို့တောင်းတာကိုပေးလိုက်ရတော့မှာပေါ့နော်။ဘယ်အရာမဆိုလက်ဟာမှုအနေငယ်တော့ရှိနိုင်တယ်မဟုတ်လား။ဖိုနီ မင်းကောတခုလာလုပ်ပေးနိုင်မလား။ရပါတယ်ဆရာ။ဘာလုပ်ပေးရမလဲဆိုတာပြောပါ။ကြုံလုံးနိုင်တယ်လို့ကြိုးစားပေးပါမယ်။အခုချက်ချင်းမင်းရဲ့အဆောင်အုံပြီးတော့အပြင်စီးပပတ်လေးကိုလိုက်ကြည့်ပေး။အထထောက်စာလောက်လွတ်နေတဲ့နေရာ တွေ့ရင်လာပြန်ပြောပေးနိုင်မလား။ရတယ်ဆရာ။ကြောက်အခုချက်ချင်းပပတ်လေးလိုက်ကြည့်ပေးပါမယ်။ ဖိုးနီကတွက်လက်စွာနဲ့အပြင်းစီးချလာတဲ့ပပတ်လက်ကိုလင်းမြန်တဲ့အချိန်နဲ့ပြေးထွက်ကလိုက်ကြည့်နေတဲ့အချိန်တကူလုံးမီးလောင်တန်ရာဘရဝါဖြစ်နေတဲ့မိမတယောက်အောင်မဲတာတို့ရှိတဲ့ဘက်ကိုတကြီးတရားရှောက်လာတာမြင်နိုင်ရတယ်။အစ်ရဟိုမှာမိမတယောက်ပါလား။မောင်ကောင်းရဲ့စကားကြောင့်လှမ်းကြည့်လိုက်ရချင်းမြစီတီရှေကျနေတဲ့သပင်တွေကနေမီးခိုးတွေထွက်နေပြီးလက်တွေခြေတွေမှာလည်းမီးလောင်တန်ရာတွေရတာလားမြင်တွေ့လိုက်ရတယ်။ကဲကြပါအောင်ရှင်။တခင်မလေးတို့ကဲပေးပါ။ အတန်းခက်ရရဲ့ပဲထွက်လာတာကြောင့်မောင်ကောင်းကဘေးကနေပွေ့ထူဖို့အလုပ်သူ့ကိုမထိနဲ့မောင်ကောင်းမင်းလက်မှာထိုးရတဲ့အင်းစမတွေကသူ့ကိုပို့ပြီးပူလောင်စေလိုက်မယ်ဆိုတဲ့အတန်းထွက်လာခဲ့တယ်အောင်မြတ်သားကမောင်ကောင်းအောင်ပြောပြီးတာနဲ့လဲကျနေတဲ့မင်းကလေးရဲ့ဘေးမှာရက်လိုက်ပြီးတင်းကဘဲတိုက်နှမ်းမှာအလုပ်ကျွေးပြုတ်နေတဲ့သူလေမြားစင်းရှင်တိုက်နှမ်းမှာနေတာပါမင်းတို့တိုင်နာကြောက်သီးစီပြရဝန်ထဲမှာရှိနေတာပဲလားဟုတ်ဟုတ်ပါတယ် အခုတိုင်တန်းရှင်တွေအကုန်အဖမ်းခံရတာလားသူတို့စီးချတာတဲ့ပရဝန်တွေကတိုင်တန်းရှင်တွေအကုန်အဖမ်းခံရပါတယ်ကျွန်တော်မျိုးမတော်ယုံအဖြစ်ဟန်ဆောင်လာလို့လွတ်လာခဲ့တာပါခြေနောင်မလွတ်နိုင်တဲ့စီးတွေကနေယုံဟန်ဆောင်ပြီးလွတ်လာတာပေါ့လေကျွန်တော်မျိုးမကပဲကံကောင်းတာလားမပြောတတ်ပါဘူးရှင်လက်ထထွာစာကြောက်ချက်လေးတစ်ခုမှတော့စီးရလွတ်နေတာမြင်လို့အတင်းတိုးထွက်လာခဲ့တာပါဒါတော့အခုလိုမျိုးမိလောင်တန်ရာတွေရခဲ့သေးတာတင်လွတ်ခဲ့တဲ့နေရာကိုကြောက်ကိုလိုက်ပြပေးနိုင်မလား လိုက်ပြလို့ရပါမယ်အခုလိုအခြေအနေမျိုးနဲ့ကျွန်တော်မျိုးမှလမ်းတော်ကောင်းစွာမလျှောက်နိုင်ဘူးဖြစ်နေလို့ပါဒီအတွက်ကိုစိတ်မပူနဲ့ကျောက်ကတင့်တန်ရာတွေကိုပျောက်ကင်းသွားအောင်ကူတာပေးပါမယ်။အောင်မြတ်သားမီးလောင်တန်ရာတွေရတာတဲ့အောက်စာဆောင်မင်းမပြိုရဲ့ခန္ဓာကိုယ်ဘောကိုလက်နဲ့ဆွတ်တက်လိုက်ရာအတဏီလမ်းမြေအရေးကုန်နေကွာကြနေတဲ့တန်ရာတွေကချက်ချင်းဆိုသလိုပြန်ကောင်းသွားပြီးငကိုပုံစံအတိုင်းဖြစ်သွားခဲ့တယ်။အဲ့ဒီချိန်နေရာလွတ်သွားရှာတဲ့မောင်ဖိုးနီလည်းအမောတကောနဲ့ပြန်ရောက်လာပြီးဆရာ စော်ကြီးတွေဆေးကျက်ဘူးတဲ့ကြောက်ပြင်းတနေရမှာစီးလို့နေတယ်ဗျငါတို့လည်းအခုပဲနေရာလွတ်အကြောင်းပြောနေတာကဲအခုချက်ချင်းလွတ်တဲ့နေရာစီသွားကြရအောင်အောင်မြတ်တာတို့လည်းအပြင်စီလွတ်နေတဲ့နေရာစီကိုခတ်တုတ်တုတ်ထွက်သွားခဲ့ရာမကြခင်အချိန်အတွင်းမှာဆေးကျက်တဲ့ကြောက်ပြင်းရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်ဒီတနေရာလွတ်နေလို့တော်ပါသေးရဲ့ဆရာဒီနေရာကဘာလို့စီးမဆက်တာလဲအောင်မြတ်တာအမောင်းကောင်းစကားကိုပြန်မဖြေပဲကြောက်ပြင်းပေါ်မှာကြံနေတဲ့အရာကိုလက်ညှိုးထိုးပြလိုက်ပြီး ကြောက်ပြင်ပေါ်မှာကြံနေတဲ့အရာတွေကအလွန်ရှားပါးပြီးတန်မိုးကြီးတဲ့မိခွေးများကမောအစိတ်ပိုင်းတွေပဲဒီအပင်ရဲ့အစွမ်းကြောင့်မိဓာတ်ကိုအခြေခံထားတဲ့စီကမဖောက်နိုင်ဖြစ်နေတာလေအဲ့လိုပြောလိုက်တော့မှမကောင်းတဲ့ခွန်လာတို့သဘောပေါက်အောင်လေကောင်းချင်းပြလိုက်တယ်အမိကျောက်တို့အပြင်စီကိုကြောနိုင်မိထောင်းအတွင်းစီကိုကြောဖြတ်ဖို့စူးစမ်းရအောင်မယ်ဒီအချိန်အတွင်းတိုက်စရာတွေလိုချင်တာမရအောင်အချိန်ဆွဲထားဖို့လိုမယ်တင့်အနေနဲ့တိုက်နှန်းရှင်နေနဲ့ဆက်သွယ်လို့ရမယ်နီလန်တစ်ခုခုများဖန်တီးပေးနိုင်မလား တခင်မလေးနဲ့ကျွန်တော်မျိုးမတို့ကစိတ်နဲ့ဆက်သွယ်ကြတာများတယ်။ဟုတ်ပြီ။ဒါဆိုသူတို့အသိရှိနေသေးလား။တိုင်နန်းအချိန်တွေဘယ်လိုရှိနေပြီလဲဆိုတာအရင်မေးကြည့်ပါအောင်။ဟုတ်ကဲ့ဆရာအခုပဲစူးစမ်းကြည့်ပါမယ်။အဥ္စာဆောင်မိမပြောကမျက်လုံးကိုမိတ်လိုက်ပြီးအဆက်အသွယ်ရလို့ရညာချိတ်ဆက်ကြည့်ပေမဲ့စိတ်ချင်းဆက်သွယ်လို့မရတာကြောင့်ခေါင်းကုန်ခါရံပြီးအောင်မြတ်တာကိုမျက်နှာငယ်လေးနဲ့မောကြည့်နေခဲ့တယ်။တယောက်ယောက်နဲ့တော့အဆက်အသွယ်ရမှာပါ။ထပ်ပြီးစူးစမ်းကြည့်ပါအောင်။ဟုတ်ကဲ့ဆရာကျွန်တော်မျိုးမစူးစမ်းကြည့်ပါမယ်။ မိမပြောကဒုတိယအကြိမ်ဆက်သွယ်ဖို့ကြိုးစားကြည့်တဲ့အခါမှာတော့အမားတယောက်နဲ့အဆက်သွယ်ရပြီဆရာတိုင်နှန်းချင်းနေဘလို့ရှိလဲမေးကြည့်ပါဦးမိမပြောကဆက်ချင်းဆက်သွယ်ရနေနည်းမေးမြန်းကြည့်တဲ့အချိန်ဆရာတိုက်ဆရာတွေကအကောင်လုံးကိုထိန်းချုပ်ထားပြီပြီတဲ့တချို့တိုက်ဆောင်တရေတွေဆိုရင်ဂလန်ကဆန်လုံးလို့မီးလောင်တိုက်သွင်းပြစ်လိုက်ပြီပြောတယ်တို့လိုချင်တဲ့အရာရောပေးလိုက်ပြီလားမပေးရသေးဘူးဆရာအမားတော်တွေကရနိုင်တဲ့မြအချိန်ဆွဲထားသေးတယ် ကောင်းတယ်မနဲ့အာယုံတက်ချိန်ဆိုရင်အတွင်းစီကိုဖောက်လို့ရနိုင်တယ်ဒီလိုလို့သူတို့လိုချင်တာကိုအာယုံတက်ချိန်မှာပေးမယ်လို့အချိန်ဆွဲခန်းတာဟုတ်ကဲ့ဆရာကျွန်တော်မျိုးမပြောလိုက်ပါမယ်အောင်မြတ်တာတို့လည်းတိုင်တန်းရှင်ကိုအချိန်ဆွဲခိုင်းတာပြီးလွတ်နေတဲ့အပြင်စီးရဲကနေအထဲကိုဝင်မှုစူးစမ်းခဲ့ကြတယ်အောင်မြတ်တာကလွတ်နေတဲ့စီးနေရာမှာရှစ်ခွက်အင်းရှစ်ချက်ကိုကြားခွက်လိုထပ်ပြီးအင်းတော့ကရာရွတ်လိုက်တယ်ဆိုရင်ပဲအင်းခွက်ထဲမှာရှိတဲ့စမအခရာတွေကတဖြည်းဖြည်းကြီးထွားလာပြီးအပြင်စီးရဲအောက်ခြေထဲကိုတိုးဝင်သွားခဲ့ကြတယ် သမားအခရာတွေတိုးဝင်သွားတဲ့အတွက်စီးရဲ့အောက်ခြေကြွားတက်လာပြီးနေရာကလည်းတဖြည်းဖြည်းကျက်ဝန်းလာခဲ့ရာလူတကိုယ်စားဝင်လို့ရတဲ့အနေအထားဖြစ်လာခဲ့တယ်။အောင်မြတ်သားတို့လည်းနေရာလွတ်တာနဲ့ချက်ချင်းဆိုသလိုခေါင်းကုတ်ကတိုးဝင်လိုက်ရာခွန်လဝင်ပြီးတဲ့အချိန်မှာပဲအောက်ခြေမှာတင်းခံထားတဲ့သမားအခရာတွေတစားစီလွန်းထက်ကုန်တယ်။တော်ပါသေးရဲ့အချိန်လေးနည်းနည်းနောက်ကျသွားရင်ဒီကုလုံးဆုတ်ပြတ်တက်သွားနိုင်တယ်နော်ဆရာ။ခွန်လကလန်တကြားပြောပြီးအပြင်မှာရှိနေတဲ့ဖိုးနီနဲ့မဲမပြိုတို့ကိုနှုတ်ဆက်ကတိုက်စီရာတွေရှိတဲ့အတွင်းစီဘက်ကိုထွက်သွားခဲ့လိုက်တယ်။ အပြင်စည်းကိုကျော်လွန်ပြီးမကြခင်အချိန်မှာပဲကြောက်တီးစီတွေကိုဖူးမြင်လိုက်ရပြီးတစ်ဆက်ထဲမှာပဲကျင်းဝါတန်၊နာကျင်စွာအော်ကြီးတန်တွေတောင်းမှန်တန်တွေကိုစတင်ကြားလိုက်ရတယ်။အောင်မြတ်တာတို့လည်းအမောင်တို့ကိုအားယူပြီးအတွင်းစည်းကိုတိုးကပ်သွားခဲ့ရာကြောက်တီးစီတွေပတ်ဝန်းထဲမှာရာဇမတ်တစ်ခုကာရန်လာပြီးရာဇမတ်ထဲမှာတော့မိထွန်းနာတဲ့ကတော်ပွဲတွေစီတန်းနာတာမြင်လိုက်ရတယ်။ရာဇမတ်ထဲမှာတော့ချီမန်းကျိုးတွေနဲ့ချောင်းအောင်ခန်းထားရတဲ့တိုက်နှန်းရှင်တွေရှိနေပြီးရာဇမတ်အပြင်မှာတော့တကူလုံးမီလောင်ကျိုးတွေနဲ့ချောင်းအောင်ခန်းထားရတဲ့တိုက်ဆောင်တရေတွေ တိုက်တွင်းအဆောက်အအုံကိုမြင်တွေ့လိုက်ရတယ်။အကိုကြီးဒီကောင်မတွေကပလီပလာလုံနေတာလို့ပဲမြင်နေ။တိုက်ဆရာနှစ်ယောက်တည်းကအငယ်ဖြစ်ရန်တူတဲ့လူရဲ့စကားကြောင့်အင်းစမတွေရေးဆွဲထားတဲ့ကြိတ်လုံးကင်ထားတဲ့သူကကြိတ်လုံးကိုလက်နဲ့တဖက်ဖက်ရိုက်ရင်းခေါင်းတညင်းညင်းလုံနေရင်းနဲ့မင်းတို့ငါ့ကိုပလီပလာလုံလို့ကတော့တိုက်ဆောင်နေအကုန်လုံးတယောက်ချင်းစီပြီးလောင်တိုက်သွင်းမြင်မယ်။ဆရာတို့မညာရဲပါဘူးရှင်။ယန္တနာပစ္စည်းတွေလိုချင်နေဆိုရင် ယာဝင်ဩအလုံးပေါင်းယာနဲ့ချီပြီးပေးနိုင်ပါတယ်အခုလိုချင်အခုပေးပါမယ်ဒါပေမဲ့မတေးသေးကိုတော့အာယုံတက်မှထုတ်ပေးလို့ရမှာဖြစ်လို့စောင့်ခိုင်းနေတာပါအေးမကြခင်လဲအာယုံတက်မှဆိုတော့မင်းတို့ပြောတဲ့စကားကိုယုံပေးလိုက်မယ်ရောင်နီလာတော့မှမထုတ်ပေးရင်တော့ငါဆိုးမဆိုးနဲ့နော်တိုက်ဆရာကလေဘင်းကနေရှော့ကြနေတဲ့ယောဂီတပတ်ကိုပကုံးမပစ်တင်လိုက်ပြီးရာဇမတ်ကွက်ထဲမှာတမင်လင်ကွေထိုင်ကစောင့်ဆိုင်နေခဲ့တယ်။ဆရာအတွင်းစီကိုဖောက်ဖို့ကမလွယ်လောက်ဘူးနော်။ ငါလည်းဘလို့လုပ်ရင်ကောင်းမလဲစဉ်းစားနေတာသူတို့အတွင်းစီးချတာတာအရန်ကိုစိတ်ဆက်လုံးနေတယ်ကျွန်တော်စူးစမ်းကြည့်ရမလားဆရာမလုံနဲ့မောင်ကောင်းငါတို့ရောက်နေတာတိရနဲ့တိုင်တန်းရှင်တွေဒီထက်ပိုပြီးနှိမ့်ဆက်ခံရလိမ့်မယ်အောင်မက်တာနတ်မောင်နေတဲ့မြက်ခုံတစ်ခုကိုတွန့်နေအောင်စဉ်းစားရင်းနဲ့အကြံတစ်ခုတော့ရှိတယ်အလုပ်ဖြစ်မဖြစ်တော့မပြောတတ်ဘူးဘလို့အကြံလဲဆရာတိုက်ဆရာနေရောက်ထဲမှာအကြီးကြီးတဲ့သူရဲ့စိတ်ကအနှဲငယ်နူးညံ့တယ်လို့ခံစားရတယ် ဒါကြောင့်သူ့ကိုစိတ်ညှို့ပြီးအတွင်းစည်းထဲကနေအပြင်ကိုထွက်လာအောင်လုပ်ရမယ်။အတွင်းစည်းကိုကြော်ရတဲ့စီးအပြင်မှာရှိနေတဲ့တိုက်ဆောင်တွေကသူ့ကိုရလိုက်မယ်။အကြီးကိုရရင်သူ့ကိုတိုက်ဆောင်အပြင်ပြန်ခန့်ပြီးတော့အငငယ်နဲ့ပြန်တိုက်ခိုင်းလိုက်မယ်။ဆရာပြောတဲ့အကြံတိုင်းအောင်မြင်ဖို့အတွက်တိုက်ဆရာနှစ်ယောက်တည်းကတယောက်ကိုစတေးရမှာပေါ့။အရင်ဆုံးအောင်မြင်ဖို့အတွက်စမ်းကြည့်ကြရအောင်။အောင်မြတ်သားရာဇမတ်ကွာထဲမှာရှိနေတဲ့တိုက်ဆရာနှစ်ယောက်တည်းကအကြီးဆုံးဖြစ်တဲ့သူကိုအာယုံပြုတ်ပြီးစိတ်ထဲကိုဝင်ရောက်ဖို့စတင်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့တိုက်ဆရာတွေရဲ့အစွမ်းကြောင့်စိတ်ကိုချုပ်ကင်လို့မရဖြစ်နေတဲ့အချိန်အမလီလီဆရာတို့ရဲ့ကျမရဲ့မောင်လေးအဖြစ်ကိုကြည့်ပါအောင်လားအဲ့လိုအတန်တကူထွက်လာခဲ့တယ်တိုက်ဆရာနှစ်ယောက်လည်းအတန်ကြားတဲ့နေရာကိုကြည့်လိုက်ရာချီမန်းခွင်းတန်းကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်တန်းရတဲ့အပြည့်ဖြစ်နေတဲ့ဆယ်ကျော်တက်အရွယ်ကလေးတယောက်ကိုမြင်တွေ့လိုက်ရတယ်အဲ့ဒီအချိန်အကြီးဆုံးတိုက်ဆရာဖြစ်သူရဲ့စိတ်ထဲမှာဒီကလေးကငါသားလေးအရွယ်လောက်ပဲရှိသေးပါလားဆိုတဲ့အတွေးနဲ့အတူတနာစိတ်ဝင်လာခဲ့တယ် အောင်မြတ်သားလည်းဒီအခွင့်အရေးကိုအရယူပြီးစိတ်ကိုညှို့လိုက်ရတိုက်စရာရဲ့လှုပ်ရှားမှုတွေကသူ့ဆန္ဒအတိုင်းလိုက်လုံနေရကိုသတိထားမိခဲ့တယ်။ဒါကြောင့်ရာဇမတ်ထဲမှာရှိနေတဲ့တိုက်စရာကိုစီးအပြင်ထွက်ဖို့စိတ်ခိုင်းလိုက်ရဟိုကလည်းစိတ်ညှို့ခံနိုင်ရသူပမာစီးအပြင်ကိုခြေတလန်းထွက်မိသွားခဲ့တယ်။အဲ့ဒီချိန်မှာစီးပေါက်သွားတဲ့တိုက်စရာကိုစီးအပြင်မှာစောင့်နေကြတဲ့တိုက်ဆောင်တရဲတွေကဂုတ်ကနေဆွဲယူပြီးဝိညာဉ်နှုတ်သွားတာကိုမြင်တွေ့လိုက်ရတယ်။ဒီအဖြစ်တွေကိုအငယ်ဖြစ်တဲ့တိုက်စရာကတတိမထားမိပဲမိမိရုတ်ဖတ်ရမယ့်ကာရာတွေကိုသာမျက်စိမိတ်ရုတ်ဖတ်နေခဲ့တယ်။ ထိုစင်မှာပဲချီမန်းကွင်းနဲ့ချောင်းတော်ခန္ဓာရတဲ့တိုက်တန်းရှင်တွေအားလုံးဟီဟီဟာထရေကြပြီးကုံယုံထလာကြတာကြောင့်ရာဇမတ်ကွက်ထဲမှာကြံနေတဲ့တိုက်ဆရာကတတိပြန်ဝင်လာပြီးသူ့ရဲ့ပညာတွေနဲ့ပြန်လည်ထိန်းချုပ်ဖို့စူးစမ်းပေမဲ့သူ့ပညာတွေကိုပြန်လည်ခုခံနေတဲ့ပညာဆက်အချို့ကိုတတိထားမိခဲ့တယ်။ညီလေးငါငါစီးဖောင်းပြီလို့တိုက်ဆောင်အဖြစ်ဘဝပြောင်းသွားခဲ့ရပြီ။မင်းရဲ့ပညာတွေငါထက်အဆင့်ပိုမြင့်အောင်စူးစမ်းပြီးမှထပ်လာခဲ့ဟေ့။ အဲ့လိုအတန်နဲ့အတူဇက်ကြီးလိမ်ပြီးတော့မျက်လုံးကြီးပြူးထွက်နေတဲ့အကိုဆရာဖြစ်သူကိုမြင်လိုက်ရတယ်။တိုင်နှန်းရှင်တွေလည်းအတွင်းစီးပေါက်သွားပြီဖြစ်တဲ့တိုက်ဆရာကိုတက်ရန်ကြောက်မဖွယ်အစင်းတရံတွေဖန်ဆင်းပြီးရှေ့တိုးလာတဲ့အချိန်ရက်လိုက်ကြစမ်းဆိုတဲ့အတန်နဲ့အတူအောင်မြတ်သားတို့ဆရာတပည့်တွေရှေ့ထွက်လာခဲ့ကြတယ်။သူတို့ရဲ့နောက်မှာတော့ဖိုးနီနဲ့ဥษาဆောင်မင်းမပြိုတို့ရုတ်တရက်ပေါ်လာပြီးတိုင်နှန်းရှင်တွေကိုစိတ်ထိန်မှုဖြောင်းပြပြောဆိုနေခဲ့တယ်။အဲ့ဒီအချိန်အောင်မြတ်သားကတိုင်နှန်းရှင်တွေဘက်ကိုလှည့်ပြီး တင်တို့တိုက်နန်းလဲမူလအချိန်နေပြန်ရောက်ပြီမို့ကြံတဲ့တယောက်ကိုတော့အသက်ရှင်ဝင်ပေးလိုက်ကြပါအဲ့လိုတောင်းဆိုတော့မှတိုက်နန်းရှင်တွေအားလုံးကအန်ရွေကျိတ်တပြင်းတွေချကမျက်နှာလွှဲသွားခဲ့ကြတယ်တင်လဲဒီနေရာကနေအမြန်သွားတော့တောင်ချေကိုမရောက်မချင်းနောက်ကိုလှည့်မကြည့်မိစေနဲ့လက်ဆက်သက်တော့နေတို့ကြောင့်စီးပေါက်သွားတာကို မကြခင်နေတို့အားလုံးစီငါပြန်လာခဲ့မယ်ဟိတ်တိုက်ဆရာကအန်ကိုကျိတ်ကကျုံးသွားပြီးဒေးဆုံမှာတောင်ချေကနေခြေလန်းကျဲကြီးတွေနဲ့ဆင်းသွားခဲ့တယ် ဲ့ဒီချိန်မှာပဲရဇမတ်ကွက်ထဲမှာရှိနေတဲ့ကတော့ပွဲတွေကိုတိုက်ဆောင်ပုဂ္ဂိုလ်တွေကဒေါသတကြီးကံကြောက်ပစ်ခွဲနေတယ်လို့တိုက်နှန်းရှင်တွေကလည်းအောင်မြတ်တာတို့ကိုကျေးဇူးတင်ကြောင်းလာရောက်ပြောဆိုခဲ့ကြတယ်။အောင်မြတ်တာကတော့သူတို့တာဝန်ပြီးဆုံးပြီမို့တိုက်နှန်းရှင်တွေနဲ့ဖိုးနီကိုနောက်နောက်ဒီလိုအဖြစ်မျိုးမဖြစ်အောင်တတိထားဖို့ပြောဆိုပြီးကြောက်တီးစီဒီပုံကိုတက်သွားခဲ့ကြတယ်။အောင်မြတ်တာတို့ကြောက်တီးစီဒီမှာခொနှစ်ရအဋ္ဌံဝင်ပြီးပြန်ဆင်းလာတဲ့အချိန်ဒေးဆိုမှာတောင်ကျိုးရဲ့တဆက်တည်းဖြစ်နေတဲ့တောင်ပေါ်မှာသိုးသွမ်းနေတဲ့နတ်ပိတ်တာတစ်ပါးကိုဆုံးမပေးခဲ့ရတယ်။နတ်ပိတ်တာရဲ့အစွမ်းကအလွန်ကိုကြီးမားတဲ့အပြင် လမ်းလျှောက်တိုင်းလဲခြေဘွားအောက်ကနေမီးဘွားတွေလွတ်ထွက်နေတာကြောင့်တိုင်နန်းရှင်တွေကသူ့ကိုခြေမီးတောက်နတ်လို့ခေါ်ဆိုကြောင်းလဲသိရှိခဲ့ရတယ်။အောင်မက်တာတို့အနေနဲ့ခြေမီးတောက်နတ်ကိုဘယ်လိုဆုံးမမလဲ၊သူကရောဘယ်လိုဆိုးသွမ်းနေလဲဆိုတာကိုတော့အောင်မက်တာနဲ့ခြေမီးတောက်နတ်ဆိုတဲ့ဇလန်းမှာနားဆင်ပေးကြပါဦး။အခုလိုအဆုံးနေလိုက်ပါအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဆက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လွင် channel လေးကို like and subscribe လေးလုပ်သားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။